ကျွန်တော်တို့သတိထားမိလိုက်တဲ့အရာမဟုတ်ဘူးတကယ်လို့ကျွန်တော်တို့ social media မှာလူတယောက်ကကျွန်တော်တို့အကောင့်မော်လုပ်နေအမြင်ဒါမှမဟုတ်ကျွန်တော်တို့တာနေတာမြင်မတိမသားနေနိုင်ရှင်တကြတယ်ဟုတ်တယ်နော်ဒါပေမဲ့ဒီနေ့မှာမကောင်းတာတစ်ခုကပါလဲဆိုတော့ကျွန်တော်တို့ကိုကိုပြင်းပြီးမိကုန်းထုတ်တယ်ဗာပဲနောက်ကျကြိုင်ခဲ့ပြီလားတူတော်ဒီလိုဖြစ်နေပြီငါဘာလို့မဖြစ်ရသေးရလဲအဆရှိတယ်ပြပေါ့လေကျွန်တော် social media မှာမြင်နေရတဲ့လူတွေပုံပြီးနိုင်ရှင်မှုဆိုတဲ့ပြုလုပ်လေကျွန်တော်မကုတ်ပေါ်ကိုထားတဲ့ယုံကြည်ချက်ဆိုတဲ့ပြင်အောက်ကိုရောက်လာလေလေပါပဲကိုကိုထားတဲ့ယုံကြည်မှုဆိုတာအရန်မှအရေးကြီးပါတယ်ဒါသာပျက်စီးွားရင်ကျွန်တော်တို့ရှေ့ဆက်ရောက်မဲ့လမ်းကြောင်းတစ်ခုလုံးကအရန်ကိုခက်ခဲလာပါလိမ့်မယ်နားတယ်လေလူဆိုတဲ့ ဲ့အမျိုးက competitive လို့ခေါ်တယ်ပြန်ဆန်လူစိတ်များတယ်ကွာကျွန်တော်နားလေတယ်ကျွန်တော်ကိုယ်တိုင်လည်းအရင် competitive ဖြစ်တဲ့နေရာမှာပါတယ်ဖြစ်တဲ့အတွက်ကြောင့်နှိုင်းရှင်တယ်ကျွန်တော်ဒီမှာတစ်ခုစဉ်းစားကြည့်ရင်နှိုင်းရှင်နေမယ်တော့ကျွန်တော်ကိုယ်လည်းနှိုင်းရှင်တယ်ဒါပေမဲ့လုံးလို့ရတဲ့နေရာတစ်ခုကကျွန်တော် social media လုံးဝဖြစ်ပလိုက်တယ်18 19စပြီးဒီ career လည်းကျွန်တော်တို့ကိုစတော့မှာပေါ့လေကျွန်တော် social media မှာရှိတယ်ဒါပေမဲ့လူတွေကြောင်းကြည့်လို့ရတဲ့ facebook တွေလူတွေကြောင်းကြည့်တော့ကျွန်တော်ရက်လိုက်တယ်ပေါ့လေအဲ့ဒီတို့ကြောင့်နှိုင်းရှင်မှုဆိုကျွန်တော်တော်တော်ခလိုက်ရောက်ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်နှိုင်းရှင်တယ်လို့ကျွန်တော်ကိုကျွန်တော်တည်တယ်လူတွေတွေ့တဲ့ခါကျွန်တော်နှိုင်းရှင်တယ်မနှိုင်းရှင်တော့ကျွန်တော်ရက်ဖို့လည်းမပြောဘူးနော်ဒါပေမဲ့ကျွန်တော်ဖျက်ချပလိုက်တယ်အဲ့ဒီကြောင့်ကိုယ်နေတဲ့နေရာတစ်ခုတမ်းမ တမ်မတစ်ခုလိုလိုပို့ပြီးပေးနိုင်တဲ့အခါကျမှပဲကျွန်တော်တို့ဒါကိုပြင်ပြီးအသုံးပြုရဆိုတာရှိလာရပေါ့လေဒီတရားလိုအတွက်လည်းရွေးချယ်တဲ့တစ်ခုဖြစ်လိမ့်မယ်နောက်တစ်ခုက social media သုံးတဲ့ခါကျရင်ရွေးချယ်ရှိတော့မလူတွေကိုလိုက်ကြည့်နေဆိုတာကိုယ့်လူကပါလေကိုယ်နဲ့အဆက်သလုံးချင်လို့ပါလေဒီလိုလူနဲ့ရွေးချယ်ရှိရှိသုံးသွားတယ်ဆိုရင် social media လည်းအရင်ကောင်းနေတယ်မှာပါပါတယ်ကျွန်တော်နောက်ဆုံးဆုံးသက်ချင်တာကတော့လူနဲ့နိုင်ရှင်မှုတွေပြုလုပ်ပြီးကျွန်တော်ကိုယ့်ပုံပုံထားတဲ့ယုံကြည်ချက်ဆိုတဲ့ဟာကိုဟိုးအောင်ဆောင်ကျွန်တော်မရောက်သွားစေချင်တာပါဘာဖြစ်လဲဆိုတော့အရင်အရေးကြီးလို့ပါ